elephant ကားလေးကဈေးနှုန်းက900ကျော်တော်လေးဖြစ်မယ်ဒီဘက်က cowfish delivery van ကတော့900အောက်လေးဖြစ်မယ်ကားအောက်မှာချုပ်တန်းတွေပါတာဖြစ်တဲ့အတွက် weight တင်တဲ့အခါမှာ၄ချိန်ကိုပို့ပြီးတော့ညှစေပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့အောက်ကြီးမနဲ့လမ်းမပေါ်မှာရှိတဲ့ carrier showroom ကိုရောက်နေတာဖြစ်ပြီးတော့ဘာလာလောက်တာလဲလို့မေးရင်ဒီနေ့ကတော့လုပ်ငန်းသုံး EV pickup တွေလာကြည့်တယ်ပြီးတော့ကျတော့ delivery van လေးတစ်စီးရှိတယ်အဲ့ဒါကိုလာပြီးကြည့်တာဖြစ်ပါအဲ့ကားတစ်စီးကိုကြည့်ဖို့အတွက်ကျွန်တော်မှဒီမှာပေကျိုးလေးလည်းပြင်လာတယ်တော့ကြည့်အောင် ဒီကားနှစ်စီးပါပဲဒီကားနှစ်စီးလို့ပြောရဆိုတဲ့နေရာမှာကျွန်တော်အခုဘေးမှာမြင်ရတဲ့ကားကတော့ Carry ရဲ့ Elephant EV X5 ပဲဖြစ်ပါတယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုလို့ရှိရင်41.86 kWh ရှိတယ်။ motor capacity ကိုပြောပါဆိုရင်90 kW ရှိပြီးတော့သူ့ရဲ့ torque က စိတ်ဝင်စားဖို့ကောင်းတယ်230နီတန်မီတာလို့သူကဆိုတာလေနောက်ထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကဒီကားရဲ့ original payload ကို1535 kg ဖြစ်ပါတယ်အဲ့တော့တံတန်းခွဲဝင်းကျင်ကိုတင်လို့ရတယ်လို့သူကဆိုတာလေအဲ့ဒါလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ကျသူ့ရဲ့ကား dimension တွေကိုတော့ millimeter နဲ့ပေါ်ပြထားတာဆိုတော့ကျွန်တော်ကပေကျိုးပဲအားကိုးလိုက်မယ်။ Okay အဲ့တော့ဒီအရှိရုပ်တွေပါကြီးကြည့်မယ်ဆိုရင်တော်တော်လေးရိုးရိုးရှင်းရှင်းပဲဒါပေမဲ့ဒီဇိုင်းလေးလာတယ် projector မီးတွေပါကြီးပါသွားပြီဆိုတော့ရုပ်ထွက်ကတော်တော်လေးလာတယ်အဓိကပုံပြီးတော့3ထားမြေအဓိကခေါင်းလဲမြင့်ကျွန်တော်အရက်ထက်မြင့်ဒီကား ပြီးရင်ဒီကောင်ကနောက်ထပ်တာတာတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ခြာရင်ပေါက်က AC ရော DC ရောကို GPD type နဲ့အားသွင်းလို့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီကားကရန်ကုန်မန္တလေးသွားမယ်ဆိုရင်လည်းသွားလို့ရတယ်အော်အဲ့မှာပြောနေတာတစ်ခုကြောင်အဲ့ဒါဘာလဲဆိုတော့သူရဲ့ range ပါ range က250 km ထိသွားလို့ရတယ်လို့လည်းဆိုထားတယ်အဲ့တော့ရန်ကုန်မန္တလေးသွားမယ်ဆိုရင်လည်းတစ်ထောက်တစ်ထောက်အားသွင်းပြီးတော့သွားမယ်ဆိုရင်တရားပေါက်သွားလို့ရတဲ့ကားတစ်စီးဖြစ်တယ်နေဒီမှာလည်းသုံးလို့ပို့ပြီးတော့အဆင်ပြေသွားပြီ battery capacity ကလည်း40ကျော်သွားတယ်နော်အဲ့ဒီဟာလေးတစ်ချက်အားသာပါတယ် အေးအဲ့တော့ကျွန်တော်တို့အတိုင်းထွာလေးနေစအောင်โอเค ground clearance ကနေစအောင်ဒီ shift ဖန်ပါနေပြီးတော့စမယ်ဆိုရင်ဒီမှာဒီလိုအတိုင်းလိုက်လို့ရှိရင်14လက်မှဝင်ကြလောက်ရှိနော်ဒီအရှိရဲ့ ground clearance က14လက်မှလောက်ရှိတယ်အာဒီ vein အနောက်ပေါ့ဒီ vein အနောက်မှာဆိုလို့ရှိရင်လည်းတပေလောက်ရှိနော်တပေနီးပါးလောက်ရှိတပေနီးပါးမဟုတ်တပေကြော်သေးတယ်နော်ထားပါတော့တပေရှိတယ်ပေါ့အဲ့လောက်ဆိုလို့ရှိရင်လမ်းတော်တော် အဆင်မပြေတဲ့နေရာတွေပါတယ်ဆိုလို့ရှိရင်တော်တော်များများ easy ညွေဝါလို့ရတဲ့အခြေအနေမှာရှိတယ်အဲ့တော့ဘေးကိုကြည့်အောင်ဒီကားတွေမှာက battery pack ကလည်းအရေးကြီးတဲ့နေရာမှာပါတယ်အဲ့တော့ဒီမှာဒီနေရာမှာဆိုလို့ရှိရင်တော့တော်တော်လွတ်တယ်လို့ပြောလို့ရပြီဒီမှာ battery pack ရှိတယ်အဲ့ battery pack ကိုပါတိုင်းကြည့်အောင်တစ်ခါလဲအာ7လက်မလောက်ရှိ7လက်မဆို7လက်မညီပါကတပင်းညီပါလောက်ရှိတယ်နော်ဒီဒီကောင်ကတော့လောလောဆယ်တော့အနေဆုံးပဲ7လက်မတွတ်သေးတယ်အနေဆုံးဆိုတာတော့မှာโอเคနောက်ကြီးကြည့်အောင်နောက်တည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီကားမှာက ဖရိန်တန်းကရှေ့ရနေပြီးဟိုးအဆုံးထိပါခါလဲမှာပြတ်သွားတဲ့ဖရိန်တန်းမျိုးမဟုတ်ဘူးအဲ့တော့ကြတော့ပေးလုတ်ကိုတကယ်နန်းနန်းနေနေနဲ့တင်နိုင်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပြီးတော့ဒီမှာလေးကိုကြည့်မှဆိုရင်လေးရတယ်1 2 3 4 5လေးရငါးချောင်းထည့်ပြီးသားတာကိုတွေ့ရโอเคအတွင်းကလေးကြည့်အောင်โอเคကားပေါ်တက်မယ်ဆိုရင်ဒီကားမှာထူးထူးခြားခြားလေးဘာလို့တော့အောက်ကအရန်မြင့်နေတာဖြစ်တဲ့အတွက်ခြေတလန်းအပေါ်ကိုနင်းပြီးတော့မှတက်လို့ရတဲ့အခြေအနေလေးရှိတယ် ငါပိတ်တဲ့အတန်တွေပါလေတော်တော်လေးတော့မာတယ်ဗျဒီကားရဲ့အတွင်းပိုင်းကိုစပြောမယ်ဆိုအကုန်လုံးကတော့ helpless တွေကြီးပဲ helpless တွေကိုမှ quality မစိုးတဲ့ helpless တွေလေးတွေသူသုံးထားတယ် gear position တွေဘာတွေက CR ရဲ့ညာဘက်ကိုရောက်သွားပြီเนาะ gear ထိုးမယ်ဆိုရင်ဒီအောက်ကိုချလိုက်လို့ရှိရင်ဒီဖြစ်မယ်နောက်အပေါ်ကိုတင်လိုက်မယ်ဆိုရင် reverse ဖြစ်မယ်ဟောကားတွေမှာနည်းနည်းပူတယ်ဗျာပူတော့ဒီမှာ echo လေးပါလေဖြန့်ကြည့်လိုက်အောင်အာရှယ်ပဲเนาะကားမောင်းတဲ့တွေတွေကတော့တတော်တတာနဲ့ မောင်းလို့ရမှာဖြစ်တယ်ပြီးလို့ရှိရင်ဒီဘက်ဘေးမှာကပ်ဖိုတာတွေပါတယ်ဒီအလဲမှာလည်းရေမှုတွေပါတယ်ထားဖို့အတွက်နေရာတွေပါတယ်ဒီမှာ hand brake ပါတယ်နော်ဒီနောက်မှာလည်းပစ္စည်းတွေပါလေးထားဖို့အတွက်နေရာလေးရှိသေးတယ်ဗျနော်နည်းနည်းပပပေါ့ဗျအများကြီးတော့မရအောင်ပေါ့နော်သူကတခမ်းမဲ့ဆိုတော့အများကြီးတော့ထားရနေရာမရှိဘူးဒီနေရာကြီးမှာလည်း cargo space လေးနည်းနည်းပပရှိတယ်နော်စားရစားတန်းလေးတွေပတ်စံအိတ်လေးတွေပါလေးထားဖို့အတွက် အတွင်းကတော့တိတ်အများကြီးပြောစရာမရှိဘူးဒီမှာတော့ USB Type C တစ်ပေါက် USB C တစ်ပေါက်အားသွင်းဖို့အတွက်အပေါက်လေးနှစ်ပေါက်ပါတယ်ပြီးလို့ရှိရင်ဒီမှာအလဲမှာ aircon အတွက်ခလုတ်သုံးခုကတော့ဒီအလဲကောင်းပါပဲဖြစ်နော်ဆိုပါကားလေးဘာကြောင့်ငွေချင်းတွေတော်တော်ဝယ်ထားတယ်ကျွန်တော်မြောက်ပေးတာတော့ဘာကြောင့်လဲဆိုတော့တို့လုပ်ငန်းတွေမှာဆိုလို့ရှိရင် pickup တွေကသုံးဝသုံးရသုံးရတဲ့အချိန်တွေမှာဘာတွေဖြစ်လဲဆိုတော့ပြင်ဆင်စိတ်တွေများလာတယ်စီဘိုးတွေများလာတယ်ပြီးတော့စီဘိုးတွေများတဲ့အပြင်ဥမာ ကားကပြက်ပြီဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ကားပြင်တဲ့အချိန်မှာ workshop ကိုသွားတဲ့အချိန်တစ်ခုပေးရတယ်။ဥပမာထားပါတော့ဝေးတစ်ခုသွားနေရင်လည်းလမ်းမှာကားပြက်လို့ထိုးရက်သွားတယ်ဆိုလို့ရှိရင်အဲ့ကားတွေကိုတစ်ခါ workshop ပို့ရတယ်ကားပေါ်ကလူတွေကြောက်လဲတခါ transportation တခုပြန်စီစဉ်ပေးရတယ်ပေါ့အဲ့အခြေအနေတွေအရန်များလာတာဖြစ်တယ်တော့ဈေးနှုန်းလည်းတင့်တင့်တယ်ကားအစ်စ်လည်းစီးရတယ် EV လည်းဖြစ်တယ်စီးထည့်စရာမလိုဘူးပြောကြတော့ဒီသွားတဲ့ကီလိုမီတာကိုထိန်းချုပ်လို့ရသွားတယ်ပို့ပြီးတော့ထိန်းချုပ်လို့ရသွားတော့ဗျာလုပ်ငန်းအတွက်ဆိုလို့ရှိရင် fuel cost ကိုပို့ပြီးတော့ထိန်းချုပ်လို့ရသွားတာဖြစ်တယ်တော့တို့ကတော့အဲဒီလိုမျိုး weight များများတင်မဲ့လူတွေတော့ကဒီတံတန်းခွဲကားဆိုလို့ရှိရင်သူကပို့ပြီးတော့ကြိုက်တယ်ဘေးမှာဆိုလို့ရှိရင်လည်းဂျိတ်က၄ဂျိတ်လောက်ပါသေးတယ်ပြီးလို့ရှိရင်ဖုန်းတွေဆိုလို့ရှိရင်လည်းဘယ်ညာအကုန်လုံးလှန်ချလိုက်လို့ရတာဖြစ်တဲ့အတွက်တချို့ပစ္စည်းများများတင်ကျင်တဲ့လူတွေတော့ဆိုလို့ရှိရင်လည်းအကုန်လုံး ဆင်ပြေเนาะအဲ့ဒီအခြေအနေလေးရှိတယ်ဒါကတော့ pick up ကားဖြစ်တယ် pick up ကားဖြစ်မယ်ဟိုဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော် delivery van လေးရှိတယ်ထပ်သွားကြည့်အောင်နောက်တစ်စီးကိုပြောမယ်ဆိုလို့ရှိရင် delivery van ဖြစ်တယ် carry တွေကပဲသူ့ရဲ့နာမည်အပြည့်စုံကိုပြောပါဆိုလို့ရှိရင် carry cowfish ev e5 လို့ခေါ်တယ်ဒီကားရဲ့ battery capacity ကိုပြောပါဆိုရင်32.14 kWh ရှိတယ်။ Horror capacity ကိုပြောပါဆိုလို့ရှိရင်50 kW ရှိပြီးသူ့ရဲ့ range ကိုပြောပါဆိုလို့ရှိရင်230 km အထိသွားလို့ရရလို့သူကဆိုထားတယ်။သူ့ရဲ့ ချာဂျင်ဟက်တွေပါတယ်ဆိုလို့ရှိရင်လည်း GBD ကောင်းမယ် AC ရော DC ရောပါတယ်အဲ့ဒီအတွက်သူကဘယ်နေရာမှာဖြစ်ဖြစ် ACC အားသွင်းလို့ရတယ်သူ့ရဲ့ payload ကိုပြောပါဆိုရင်ဒီက cargo space တော်တော်လေးကျယ်တယ်ဒါပေမဲ့သူ့ရဲ့ payload က1.1 tan ရှိ KG 1100ကျော်ကိုသူကတင်လို့ရတယ်ဆိုပြီးတော့သူကစိုးထားတယ်အဲ့တော့ဒီကားလေးလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဈေးနှုန်းလေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဈေးနှုန်းလည်းအရန်မများလို့မနေလို့အခြေအနေလေးပါရှိတယ်အဲ့တော့သူ့ရဲ့ ground clear rank လေးကိုကျွန်တော်တိုက်ကြည့်အောင်โอเค ground clear rank ကစပြီးတော့တိုင်းအောင်ဒီနေ့ကတော့အတိုင်းထွာဆက်တယ်ညနော် โอเคဒီမှာဒီကားရဲ့ ground clearance ကတပေရှိတယ်တပေကိုနည်းနည်းလေးကြော်သေးတယ်เนาะထားပါတော့တပေပဲထားလိုက်တော့เนาะတပေရှိမယ်ပြီးရင်အောက်မှာ battery pack ရှိတယ် battery pack ကဟိုးအောက်ထဲရောက်နေတာဆိုတော့တော်တော်လေးကိုနှိုက်ပြီးတော့တိုင်းရမယ့်အခြေအနေရှိတယ်တိုင်းတယ်ကွာကျွန်တော်ဒီမှာမြင်ရတဲ့လောက်ကတော့17လက်မကြော်ကြော်လေးရှိတယ်အဲကင်မရာထဲမှာတော့မပြောတတ်ဘူးပြီးတော့မှသာ guide ကြည့်လိုက်တော့ကျွန်တော်တိုင်းကြည့်ရတော့ဒီမှာမျက်စိနဲ့မြင်ရတာတော့ ်17လမလောက်ဆိုတော့ဆိုတော့မထိုးပါဘူးเนาะဒီမှာတပီအထက်ဘက်ထရီဘက်က17လမလွတ်တယ်ဆိုတော့ဒါ10လမလောက်ပဲကွာတဲ့အခြေအနေလေးမှာရှိတယ်ပြီးရင်မှာကာဘိုဆွေးကြည့်အောင်တော်တော်ကြီးကိုကြည့်တော်တော်ကြီးကိုကြည့်တာကိုလေးထဲမပြောဘဲနဲ့ကျွန်တော်တင်တဲ့တိုင်းကြည့်အောင်ဒီမှာ50နဲ့1ခွဲလောက်ရှိတယ်ထားပါတော့ဗျာ51 52လောက်ရှိတယ် height ကเนาะ52လမပြောတာเนาะမြေပြင်နဲ့3လမ4လမဝင်းကျင်လောက်ရှိတယ် height ကဟုတ်အဲ့ဒါဆိုလာပန်နယ်ဆိုထည့်လို့ရတယ်เนาะ โอเคပြီးတော့ကြာတော့ဒီမှာအရှိကိုလဲဒီမှာနေကုန်အထိယူလိုက်မယ်ဆိုရင်ရှစ်ပေပြေးဖို့နှစ်လက်မသုံးလက်မလောက်ပဲလိုတယ်နော်အခုနှစ်ပေ6လက်မဝင်းကျင်လောက်ရှိတယ်ခုနှစ်ပေ6လက်မခုနှစ်ပေ10လက်မဝင်းကျင်ပေါ့အဲ့ဝင်းကျင်လောက်ရှိတယ်ဆိုတော့တော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်။ကောက်စိတ်တော်တော်လေးကျဲတယ်။ဘယ်ညာလေးတိုင်းကြည့်လိုက်မယ်။ဒီအထိဆို၅ပေ။နော်ဒီဘောင်းအပါမဟုတ်နော်။ဘောင်းမပါခင်အထိဆိုရင်၅ပေရှိတယ်။အဲ့တော့ကြတော့အကြမ်းပြေးပြောမယ်ဆိုလို့ရှိရင်အမြင့်က၄ပေကျော်ကျော်လေး။ဖြက်က၅ပေ အလျားကရှစ်ပေကြော်ကြော်လေးအဲအဲ့လိုမျိုးအကြံပေးပြောလို့ရတယ်တော်တော်လေးမဆိုးဘူးဒီနေရာလေးကတော့နည်းနည်းလေးတော့ရှေ့ကအခန်းကနေပြီးတော့နည်းနည်းလေးအနောက်ကိုခိုးပြီးတော့အပြင်ကိုထွက်ပေးနေရလေးရှိတယ်ဒါပဲတော့ပစ္စည်းကတော့တော်တော်လေးတည်လို့ရတယ်ပြီးလို့ရှိရင် big quality တော်တော်လေးကောင်းတယ်တော်တော်လေးကောင်းတယ်မယုံလို့ရှိရင်လာပြီးတော့ဆန်းပြီးတော့ကြည့်လို့လည်းရတယ်လေးလာကြည့်လို့လည်းရတယ်တချို့လည်းသိပြီးသားဖြစ်မှာပါ carry ကရန်ကုန်မြို့မှာကျင်းပနေတယ်အမကားပွဲတွေမှာဆိုလို့ရှိရင်သူကဝင်ပြီးပြနေရဖြစ်တယ်ဒီကားတွေကမြင်မှုပြီးသားဖြစ်နေမယ်အခုကတော့ကားတွေထပ်ပြီးတော့ရောက်လာတာနော်အဲ့ဒီအခြေအနေလေးမှာရှိနေတယ်အဲ့တော့ခေါင်းကန်းလေးဝင်ကြည့်အောင် ဒီကားတွေတကားဖွင့်ရတာတော့တော်တော်လေးမိုက်တယ်တကားတိုင်ပေါ့ဘွမ်းကွမ်းနဲ့လုံးဝအားရှိတဲ့အတန်မျိုးလေးပေါက်တယ်အဲ့တော့ဒီကားကိုတက်ရတယ်အဲ့လိုပဲဒီမှာခြေလန်းတလန်းအရင်တင်ရတယ်ပြီးတော့မှဒီလိုတက်တဲ့အခြေအနေမျိုးလေးရှိနော်ဒီကားပြန်ပိတ်ပြဩနော်မာတောင်းနေအောင်အတန်ကွက်တယ်အဲ့ဒီမှာပြောစရာရှိတယ်မာတော့ဆိုရင်နှလုံးပါတယ်ရိုးရိုးတော့တစ်ချောင်းပါတယ်ဒီလိုမျိုးဒေါလော့တွေပါရလုံးလို့ရတယ်တော့တစ်ချောင်းပါတော့ကနှစ်ချောင်းပါတယ်ကားဆက် nomad ဆိုလို့ရှိရင်လည်းဒီမှာတစ်ချက်လေးလှည့်လိုက်လို့ရှိရင်ခနာဆိုတာနဲ့စတမ်းမိုင်ဖြောက်သွားတယ် နောက်ဒီမှာ hand brake တွေပါတယ် gear position လဲ CRN ရဲ့ညာဘက်ကိုရောက်သွားပြီဘယ်ဘက်မှာဆိုလို့ရှိရင်မီးရဲ့ wiper ရဲ့ပါသွားမယ်အဲ့တော့ဒီမှာထပ်ပြီးတော့ထူးကြတာရှိတယ်ဒီကားနှစ်စီးလုံးမှာအဲ့ဒါဘာလဲဆိုတော့ဒီအလဲမှာ infotainment screen တွေပါတယ်ဘာမှမပါတော့ပေမဲ့ရှေ့က digital cluster မှာ monitor လေးတစ်ခုပါအဲ့ဒါကို reverse ပေါ့နော်ကျွန်တော်အနောက်ကို parking ထိုးမယ်ဆိုလို့ရှိရင်မှာဒီအလဲမှာတခါတည်းအနောက်က back camera ကိုဒီမှာတခါတည်းပြပြီးရင်နောက်မှာ sonar နှလုံးလဲပါ အဲ့ဒါကားနှစီးလုံးမှာပါအဲ့တော့တီးတန့်ကြီးဘက်ကင်မရာတွေဆိုနာတွေထပ်ပြီးတော့တက်စရာမလိုဒီကားမှာကဒီဘက်ကင်မရာပါတာကပစ်ကပ်ထပ်ပို့ပြီးတော့အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ဒီမှာအပိတ်ကြီးရောအဲ့ရဒီအတိုင်းလဲနားထောင်ကြည့်လိုက်အောင်နော်အဲ့အခြေအနေရှိတယ်ဒီမှာအပိတ်ဆိုတော့ဒီဘက်ကင်မရာလေးပါလာတာကဒါတော်တော်လေးအရေးပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲကွန်လေးပါလေဖွင့်ကြည့် EV ကတော့မပူနဲ့အဲကွန်ကတော့လုံးဝပေချာပေါက်အေးမှာ ော့ဒီကားကရှေ့မီလုံးနေဘာတွေလဲဟိုဘက်ခုနကပစ်ကပ်နဲ့အကုန်လုံးတူတူပဲအတွင်းကန်းလည်းခုနကပစ်ကပ်နဲ့အကုန်လုံးတူတူပဲဩဒါမဲ့ဒီမှာတခုတော့ပြောပြရရှိတယ်ဒီမှာဒီမှာအားသွင်းတဲ့အပေါက်ကဒီဘက်မှာ USB တစ်ပေါက်ပဲပါတယ်ဟိုဘက်မှာတော့ Type C တစ်ပေါက်အပူပါဒီမှာတော့ Type C တစ်ပေါက်မပါလာဘူးအဲ့ဒီအခြေအနေလေးရှိတယ်အောက်မှာ secret light တာအပေါက်တွေဘာတွေပါတယ်ဒါပဲအကျမ်းမြတော့အကုန်လုံးဘာမှတိတ်ထွေထူးပြောစရာမရှိဘူးဒီမှာ cap holder ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဖုန်းတွေပါထားလို့ရတဲ့နေရာလေးတွေရှိတယ်အကျမ်းမြတော့ဒါပဲဗျ ဒီနောက်မှာကြောပွေးတွေပါထည့်မယ်ဆိုထည့်ပေါ့ဗျာခုံနောက်မှာထိုင်ခုံကနည်းနည်းပါရွှေ့လို့ရသေးတယ်ဆိုတော့ဒီကားမှာဆိုလို့ရှိရင်လေ၄၅ချောင်းပါတယ်အနောက်မှာခုနကျွန်တော်ငုံကြည့်လိုက်ချိန်မှာလေ၁၁၃၄၅ဆိုပြီးတော့၅ချောင်းကိုတွေ့ရတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောပြဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုလို့ဒီလုပ်ငန်းသုံး EV ကားတွေမှာကျွန်တော်ရွတ်မယ်ဆိုရင်ရွတ်စရာတွေအများကြီးပါသေးတယ်။နောက်မှာ sensor ပါတာတွေ၊ back camera original ပါတာတွေပြီးလို့ရှိရင်ဒီကားရဲ့ဘိန်းထားတဲ့ position ကထိုင်ခေါ်အောက်မှာမဟုတ်တာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲ။ကားစောင်းတဲ့ဒဏ်ကို driver တွေ passenger တွေအဲ့လောက်ကြီးမခံရဘူး။ ပုံမှန်ဆိုလို့ရှိရင်ထိုင်ကုန်အောက်မှာတခါတည်းဘိန်းဖြစ်တာဖြစ်တဲ့အတွက်တိုင်အားစောင့်လိုက်တာနဲ့လမ်းအားစောင့်လိုက်တာနဲ့အပေါ်ကိုသွားပြီး impact သွားဖြစ်တာပေါ့နော်အခုကတော့နည်းနည်းလေးပို့ပြီးတော့တတ်တာမြဲပို့ပြီးတော့တတ်တော့တတ်တာရှိမြဲ power window ဖြစ်တာတွေနော် echo စိတ်နေအောင် email ဟာတွေဒါတွေကတော်တော်လေးကိုဒီ EV အတွက်မှာဒါတော်တော်လေးအဆင်ပြေတယ်ပြီးလို့ရှိရင်အားသွင်းတာပေါ့အားသွင်းတာဆိုလို့ရှိရင်တော့ AC ရော DC ရောပါတယ်ဒီကနေ့စီးစလုံးက AC charger ရော DC charger ရောပါတာဖြစ်တဲ့အတွက်7 kW charger နဲ့ဒါဒီ pickup ကိုအားသွင်းမယ်ဆိုလို့ရှိရင်0 to 100ကို6နိုင်9နိုင်လောက်ပဲအားသွင်းရမှာဖြစ်ပြီးတော့ delivery van မှာဆိုလို့ရှိရင်ခဏငါးကြီး35တော့9နိုင်မပြည့်ပဲနဲ့0 to 100ကိုပြည့်မှာဖြစ်ပါတယ် DC ဆိုတော့2စီးလုံးက9ဝက်45မိနစ်နဲ့အားပြည့်မှာဖြစ်ပါတယ်အဲ့တော့ဘယ်နေရာပဲသွားသွားဘယ်မှာပဲအားသွင်းတော်တော်လေးအဆင်ပြေသွားပြီအဲ့မှာကျွန်တော်နည်းနည်းလေးစေးထပ်ထိုးလိုက်အောင်မယ်အကယ်၍ solar တက်ထားတယ်ဆိုလို့ရှိရင်လည်းဒီအတွက် charging cost က0ဖြစ်သွားမှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်ရုံးမှာဆိုရင် solar 18ချက်တက်ထားတယ် 300ဦးနှလုံးထိုင်ထားတယ်အဲ့တော့သူ့ရဲ့ battery capacity ကိုပြောပါဆိုရင်30 kWh နီးပါးလောက်ရှိတယ်အဲ့တော့နေကင်းဘက်ထွက်သမျှဆိုလာအကုန်လုံးကို battery ထဲကိုထည့်ထားရဆိုရင်ညဘက်ဒီကားကြီးတနေ့ကုန်အလုပ်လုပ်ပြီးပြန်လာတဲ့အချိန်ကြာလို့ရှိရင် AC charger လေးနဲ့ပြန်ပြီးတော့အားသွင်းလိုက်လို့ရှိရင်ဒီကားအပြည့်သွားမှာပဲဒီကားကလည်းကျွန်တော်ဆိုရင်တနေ့ကုန်မောင်းလဲ90ရာခိုင်နှုန်းထပ်ပို့ပြီးတော့ရော့စရာအကြောင်းကိုမရှိဘူးကျွန်တော်ခံမှန်းပါတော့ဘာလို့ဆိုတော့ကျွန်တော်တို့ဂျုံမှာအခုသုံးနေရတယ်တနေ့ကုန်90ရာခိုင်နှုန်း60ရာခိုင်နှုန်းဒီဝင်းကျင်လောက်ပဲသုံးတာ range ကလည်းတနေ့ကုန်ကီလို100ဝင်းကျင် 80အနေပြီးတော့120အိုက်ကြားထဲမှာကျွန်တော်နေတိုင်းသုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွက်ကတော့အဆင်ပြေနေတယ်ထို့ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေဆိုလို့ရှိရင်ဒီကားကိုတော်တော်လေးဝဲကြတယ်ဈေးနှုန်းကြောင့်ပြောပြโอเคအဲ့တော့ကျွန်တော်ဈေးနှုန်းကိုပြောပြမယ်ဈေးနှုန်းကိုပြောပါဆိုလို့ရှိရင်လည်းအခုကျွန်တော်ဒီနေ့ရိုက်တာ19ရက်17လနောက်25ပါဆိုလို့ရှိရင်ဒီ pickup ပေါ့နော်အော် elephant ကားလေးကဈေးနှုန်းက900ကျော်ကျော်လေးဖြစ်မယ်ဒီဘက်က coffee delivery van ကြတော့အာ900အောက်လေးဖြစ်မယ်အဲ့ဝင်းကျင်မှာရှိတယ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာ higher purchase နဲ့ဝယ်မယ်ဆိုလဲဝယ်ယူလို့ရတယ် ဲ့တော့ဒီကားနှစီလုံးကိုတင်သွင်းရောင်းချဖြန့်ဖြူးတာကတော့မြန်မာ Great Motor Company Limited ကနေပြီးတင်သွင်းရောင်းချဖြန့်ဖြူးတာအရင်တော့ဒီ Carry C ကားကြီးလေသူတို့တင်သွင်းတာပဲဖြစ်ပြီးတော့သူတို့ service လည်းရှိ နော်အတချို့ကျတော့စိတ်ပူမှာဟာအေးအောင်မင်းတို့ service ဘယ်မှာလောက်အောင်မလဲဘာရဆိုဘာမှစိတ်မပူနဲ့အနောက်မှာ service ရှိတယ်အရင်တော့ကလည်းတင်သွင်းထားတဲ့ carry ကားတွေအကုန်လုံးလည်းသူတို့ပဲ service permanent နဲ့ပေးထားတာဖြစ်တဲ့အတွက် service ကိုစိတ်ကိုမပူနဲ့နော်သူတို့ကနာမည်ပြက်လည်းမရှိဘူးနာမည်အပြက်လည်းခံမှာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီ EV pickup တွေမှာဆိုလို့ရှိရင်လည်း service ကို permanent လုပ်ပေးမယ်လို့ကျွန်တော်နေနဲ့သိထားတယ်အဲဒီတော့ကျွန်တော်အခုပြောပြသွားတယ်လုပ်ငန်းသုံး EV pickup ဖြစ်တဲ့ carry elephant ရဲ့လုပ်ငန်းသုံး delivery van ဖြစ်တဲ့ carry coffee ရှင်ဒီနှစ်စီးကိုစိတ်ဝင်စားလို့ဆက်ဆက်ဆုံးနဲ့မင်းမြိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်တွေဖော်ပြထားတဲ့မြန်မာ great motor company limited ကိုဆက်ဆက်ဆုံးနဲ့ မင်းများလို့ရိုက်မကြွနဲ့ညီကိုချုပ်ပြပါသေးတယ်ကျွန်တော်ကတော့စိတ်တော့